မိတ်ဆွေများအားလုံးမင်္ဂလာပါဗျကျွန်တော်ရဲ့ Astro Garden Channel ကနေအဆီဇင်တလေးတစ်ခုကိုမိတ်ဆက်ချင်ပါတယ်ဗျဒီဆီဇင်လေးကတော့ဘီလီယံနာဖြစ်ခဲ့တဲ့သူတွေရဲ့ဘဝပုံရိပ်ဘီလီယံနာဖြစ်ရတဲ့အကြောင်းအရာတွေရယ်ဘီလီယံနာဖြစ်စေနိုင်တဲ့ဇာတာကွင်းမှာပါရှိတဲ့ဂျိုနက်ခတ်ရည်တည်မှု အခြေအနေတွေကိုဘူသူတာဖြစ်ပေါ်ရယ်တွက်ချက်တင်ပြပုံဖော်ပေးထားတဲ့အဆီဇင်လေးဖြစ်ပါတယ်ကဘာပေါ်မှာဘီလီယံနာဖြစ်သွားတဲ့လူတွေအမြောင်များပေါ်ထွန်းခဲ့ပါတယ် ဒီလိုပေါ်ထွန်းလာတဲ့လူတွေဟာသူတို့ရဲ့ဇာတာမှာပါရှိတဲ့ဂျိုနက်ခတ်တွေရဲ့ပါဝါစွမ်းရင်ကြောင့်သူတို့စူးစမ်းအထောက်အမဲ့အချိန်ကာလတွေမှာတိုင်ပင်ကြိုက်ပေါ့အချိန်ခါကြိုက်ဇွဲလုံးလာဝရိယတွေအရင်ပြုတ်ပြီးတော့မှသူတို့ရဲ့ဖြတ်ထိုးညံထိုးရင်းညံဖန်ပြီးပုံဖော်နိုင်တဲ့ညံစွမ်းအားတွေနဲ့ဘီလီယံနာဘဝကိုရယူသွားကြတာဖြစ်ပါတယ်အဲဒီဘက်ကလူငယ်တွေအတွက်ကတော့အားကြစရာ ပုံကိုယ်တွေဖြစ်ကြမှာပါအဲ့တော့လူဖြစ်လာရင်အားလုံးဟာတထည့်တစ်ကျွဲဖြစ်ကျင်ကြပါတယ်အဲဒီလိုတထည့်တစ်ကျွဲဖြစ်တဲ့နေရာမှာလဲကဘာမှာတန်းဝင်တဲ့ဘီလီယံနာထိတ်တန်းတထည့်တစ်ကျွဲဖြစ်လို့တဲ့ဆန္ဒတွေဟာလူသားတိုင်းမှာရှိကြပါတယ်ဒါပေမဲ့ဘီလီယံနာတထည့်တစ်ကျွဲဆိုတာလူတိုင်းမဖြစ်နိုင်ပါဘူးဗျဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူတွေရဲ့ကြီးပွားချမ်းသာမှုပုံသဏ္ဍာန်ကိုကြည့်မယ်ဆိုရင်တတိကံလေးနဲ့ ိုင်နိုင်ပြီးတင်စားရမှာဖြစ်ပါတယ်။ကျွန်တော်တို့တရိကံရဲ့ထိတ်ဆုံးကို ရောက်နိုင်နေဆိုတဲ့လူဟာလူနည်းစု လူတန်းစားဖြစ်ပါတယ်။အဲတရိကံရဲ့အောက်ဖက်မှာကြံနေမဲ့လူတွေကလူအများကြီးဖြစ်နေတယ်လို့အလေလက်ကိုရောက်မဲ့လူတွေဟာလည်းလူအများကြီးတွေကနေပြီးတော့မှဟောလာထက်ဝက်လောက်ပမာဏရှိတဲ့လူတွေဟာလူလက်တန်းစားဘဝမှာရုန်းကန်ရှင်သန်လှုပ်ရှားကြရမှာဖြစ်ပါတယ်။ဒီတော့ ထိတ်ဆုံးကိုရောက်တဲ့လူဒန်းစားဖြစ်ဖို့ဆိုတာတော်ယုံတန်ယုံ ကုသိုလ်ကံနဲ့မရနိုင်ပါဘူးဗျ။အဲ့တော့လူတွေကဟိုတက်ကြန်းနေဖတ်လို့เนาะကျွန်တော်တို့ဒီဘက်ခေစားလာတဲ့သင်တန်းနေတက်လို့တတိဖြစ်ရမယ်ဆိုပြီးတော့လေကံကြမ္မာကအခွင့်အရေးမပေးထားပါဘူးဗျ။ဒါကိုနားလည်ဖို့တော့ဘာကြောင့်လဲဆိုတော့တက်ကြန်းနေဖတ်လိုက်ပြီးသင်တန်းနေတက်လိုက်ရင်ငါဟာတနေ့ချမ်းသာရမယ်လူ ဖြစ်ရမယ်ဆိုတော့စိတ်မျိုးပေါ့နော်လူတွေမှာဒီလိုစိတ်တွေဖြစ်အောင်ကိုစာအုပ်တွေသင်တန်းတွေကဖန်တီးပေးတာဖြစ်ပါတယ်တကယ်တော့ဒါတွေဟာစိတ်ကူးရင်ဆန်တဲ့ဟောလာဝိတုတပုတ်ကိုဖတ်ရတယ်လို့ပါပဲဘာကြောင့်လဲဆိုတော့ဒီလိုဒါတက်ချမ်းနေဖတ်မယ်သင်တန်းနေတက်ပြီးတော့မှတထေးဖြစ်ရောက်မယ်ဆိုရင် ကဘာပေါ်မှာမပြောပါနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့လူတွေအားလုံးဟာဟုတ်လားတထေးတွေအများကြီးဖြစ်ကြမှာပါအဲ့တော့ဒါဟာမှန်ကန်တဲ့လောကနိယာမှာတစ္ဆာတရားဖြစ်ပါတယ်ဒါကြောင့်မိမိကတထေးဖြစ်တိုက်တဲ့ကန်စာတာမိမိမှာပါမှတထေးအေကန်စင်စစ်ဖြစ်လာမှာဖြစ်ပါတယ်ဒါကိုမိမိနှလုံးသားထဲကနေအုံနောက်ထဲကနေ အကျွင်းမဲ့လက်ခံရမှာဖြစ်ပါတယ်။အဲဒီတော့တက်ချမ်းနေတင်တန်းနေဖတ်ကြတက်ကြပြီးတော့ဘာကြောင့်လူတွေအားလုံးတထေးမဖြစ်ကြလဲ။ဟုတ်လားဒါဟာစိတ်ဝင်စားဖို့ကောင်းပါလေဗျ။ဟုတ်လားအားလုံးကတော့တက်ချမ်းဖတ်ရင်တက်ချမ်းရတဲ့ဆရာကလည်းဟာခမားကကျွန်တော်ရဲ့ကျမ်းကြောင့်ဟုတ်လားအောင်မြင်ကြီးပွားသူချမ်းသာပြည့်စုံကြွယ်ဝသူဖြစ်ရမယ်ဆိုတော့စာညွှန်းကိုသူကပေးရပါလေ။ တင်နန်းပေးတဲ့ဆရာတွေကလည်းဒီလိုပါပဲသူတင်နန်းတက်ပြီးရင်အားလုံးဟာဟုတ်လားမိုးပြန်ညေရှိုးတက်ခဲ့သို့ဟုတ်လားချက်ချင်းအောင်မြင်တိုးတက်ကြီးပွားမှုတွေရမယ်ဆိုတော့စိတ်ခွန်အားတွေကိုပေးတတ်ကြပါတယ်အဲ့တော့ခွန်အားရတာကခွန်အားရတာအကြောင်းကဏ္ဍတစ်ခုပါပဲမိမိကဇာတာမမပါရင်ဘာမှမဖြစ်ပါဘူးဗျလူတယောက်ဟာဘဝမှာမိမိတထေးဖြစ်ကံပါမပါဆိုတာကိုမိမိဇာတာကို မိမိစမ်းစစ်ကြည့်ထားမှသာမိမိရဲ့အနာဂတ်အခြေအနေကိုသိရမှာဖြစ်ပါတယ်ဟုတ်လားဒီလိုမှမစမ်းစစ်တာဘူးဆိုရင်တော့လောကကြီးမှာခီးသွားနေတဲ့ပုံကိုယ်တွေဟာစင်ကန်းတောသောသလိုပဲဟုတ်လားရှေ့မှာဘာဖြစ်မှန်းမှန်းလည်းမသိဘူးထင်ရမြင်ရကြုံရတွေကိုလောက်ကြပြီးတော့ကံစွတ်တဲ့လူဇာထာမှာကုသိုလ်ကံပါတဲ့လူကလည်းတထည့်ပြတ်သွားတတ်ပါတယ် အဲကံမစွတ်တဲ့လူဇာတာမှာတထည့်ပြစ်ကံမပါတဲ့လူတွေကလည်းကြောက်ထဲကြအလုတ်တွေပြက်စီးဆုံးရှုံးပြီးတော့ဘဝတွေပြတ်သွားတတ်ပါတယ်ဟုတ်လားဘဝမှာဘာဖြစ်မယ်ဆိုတဲ့ဟာကိုတည်မြင်ထားမှသာဟုတ်လားမိမိရင်ထဲကဖြစ်လို့တဲ့လူအင်စန္ဒနဲ့အပြင်းမာတကယ်ဖြစ်နိုင်မဖြစ်နိုင်ကိုကြိုပြီးတော့သိရှိရမှာဖြစ်ပါတယ်ဟုတ်လားကျွန်တော်တို့ဒီဘက်ခေတ်တွေမှာ ဟုတ်လားဤပညာပိုင်းဆိုင်ရာသင်တန်းတွေစိတ်ပညာပိုင်းဆိုင်ရာသင်တန်းတွေအတုံးချမှုပညာပိုင်းဆိုင်ရာသင်တန်းတွေအများကြီးရှိကြပါတယ်အဲ့တော့ဒီသင်တန်းတွေတက်တိုင်းသာဒီသင်တန်းတွေအောင်မြင်တိုင်းသာဒီသင်တန်းတွေထိုးကြွန်တိုင်းသာလူတွေဟာတတိဖြစ်ကြမယ်ဘီလီယံနာဖြစ်ကြမယ်ဆိုရင် ကျွန်တော်ရှိမှအကြံပြုခဲ့တင်ပြခဲ့သလိုပါပဲကဘာပေါ်မှာဆင်းရဲတဲ့လူလည်းမရှိတော့ပါဘူးညမပြီမှာဆင်းရဲတဲ့သူလည်းမရှိတော့ပါဘူးအဲ့ဒီတော့မိမိ ဘာဖြစ်မှာလဲဆိုတော့ကုသိုလ်ကံတရားကိုအလေးနဲ့ထားပြီးလက်ခံယုံကြည်ရမှာဖြစ်ပါတယ်ဒီကုသိုလ်ကံတရားဆိုတာမိမိအတိတ်ဘဝကပြုခဲ့တဲ့ကောင်းမှုမကောင်းမှုအခြေအနေတွေရဒီဘဝမှာ ဘာဖြစ်မလဲဆိုတာကို ပြဋ္ဌာန်းသတ်မှတ်ပေးထားတဲ့ကံကြမ္မာ စာအုပ်မိမိတို့ရဲ့မွေးဖွားလာတဲ့နက္ခတ်ဇာတာဝင်ဖြစ်ပါတယ်မိမိတို့ဇာတာဝင်ကိုစမ်းစစ်ပြီးတော့မိမိတို့အနာဂတ်မှာဘာဖြစ်နိုင်လဲမိမိတို့လိုချင်တဲ့ဘဝရမှာလားမရဘူးလား မိမိတို့ဟာဒုက္ခရောက်မဲ့သူလားပြီးပွားချမ်းသာမဲ့လူလားထိတ်တန်းဖုံးကံကြီးမြင့်ပြီးနိုင်ငံရေးအုပ်ချုပ်ရေးတွေမှာထိတ်တန်းတာဝန်တွေထမ်းဆောင်ရမဲ့လူလားထိတ်တန်းတထေးသကြွယ်တွေဖြစ်ရမဲ့လူလားတာမန်လူပဲဖြစ်မှာလားအောက်ခြေဘဝမှာရက်တရရတဲ့သူဖြစ်မှာလားဒါကိုကြိုတင်ပြီးတော့သိရှိထားမယ်ဆိုရင်မိမိတို့ချက်တန်းရတဲ့ဘဝမှာကံပေးသလောက်ကိုဘဝအတွက်ကြိုတင်ပြင်ဆင်တဲ့နာတွေကိုစီမံဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ ဲ့တော့ဒီလိုမသိရှိဘူးဆိုရင်တော့မိမိကဖြစ်လို့တာကဟောလာမိုးဘော်ကိုတက်နေတဲ့ဟောလာစိတ်ကူးဆန္ဒတွေမိမိတကယ်ဖြစ်ရမှာကကြောက်သေးကိုပြုတ်ကြမဲ့ဖြစ်စဉ်အခြေအနေတွေအများကြီးကွာခြားသွားတယ်ဆိုရင်ဒီဖြစ်စဉ်တွေတကယ်ဖြစ်လာရင် ထိခိုက်ကြေကွဲညနာပြည့်စည်ဆုံးရှုံးရမယ့်သူကမိမိကိုယ်တိုင်ပဲဖြစ်ပါတယ်ဗျဒီတော့ဇာတာဝင်ကို သိရှိထားဖို့လိုပါတယ်။ဇာတာနဲ့ကံကြမ္မာတွေကိုချိုးတင်ဖတ်ကြားထားဖို့လိုအပ်ပါတယ်လို့ကျွန်တော်အနေနဲ့တော့မိတ်ဆွေတွေကိုအကြံပြုတိုက်တွန်းလိုပါတယ်။